စင်ကာပူမှာကျင်းပမယ့် 15th Annual International Prince and Princess 2015ရဲ့ပြိုင်ပွဲနှစ်ခုဖြစ်တဲ့ Misty International ပြိုင်ပွဲနဲ့ Junior Mr International ပြိုင်ပွဲတွေမှာမြန်မာနိုင်ငံကိုစားပြုရှင်ပြိုင်ကြမယ်အလှမဲ့မီနန္ဒာကျော်နဲ့လာရောက်လင်းတို့ဟာဇူလိုင်22ရက်မနေ့ပိုင်းကရန်ကုန်လေးစိတ်ကနေထွက်ခွာသွားခဲ့ပါပြီအသက်9နှစ်သာရှိသေးတဲ့လာရောက်လင်းကတော့ကျောင်းအကပြိုင်ပွဲတွေမှာပါဝင်ခဲ့ဘူးတာကြောင့်တဲလန့်ရှိရလို့ယူဆပြီးကိန်းဒီအကနဲ့ရှင်ပြိုင်မှာဖြစ်တယ်လို့ အမေဖြစ်သူဒေါ်စာကြီးခင်ကျော်ကပြောပါရယ်မိဘတိုင်းကသားသမီးကို အောင်မြင်စေချင်တာကြောင့်ဝိုင်းဝန်းအားပေးစေချင်တယ်လို့ဆိုပါရယ် တသားလည်းဟိုဥစားပါနော်သူ့ကျောင်းမှာဟိုအဲ့အကပြန်ဝဲပြီးပါမှာဝင်ပြန်ဝင်ပါတတ်ပါတယ်ဟုတ်ကဲ့နော် MRD 4 series ရှိပါတယ်လဲသူဝင်ပြီးတော့ပါဝင်တယ်ခင်တော့အဲ့သူ့မှာလည်းနည်းနည်း talent ရှိတယ်ထင်လို့အဲ့ကြောင့်ကျွန်မသူ့ဝင်ပြန်ခင်ဝင်ပြန်ခိုင်းတာပါရှင်မိပါတယ်ကတော့ဟိုဖြစ်စေချင်တာပါနော်ကိုသားသမီးဆိုတော့ကျွန်မအတက်နိုင်ဆုံးတော့သူ့တင်ကြားပြီးတော့ဟိုဥစားသူ့ရအောင်တော့ကြိုးစားပြီးတော့တင်ကြားပေးပါပါရှင်ဟုတ်ကဲ့ဒီကနေလည်းပတ်မှုပေးမှာပါဟုတ်မြမပြည်ကပြိုင်ပွဲဝင်ကလေးတွေကိုနိုင်ငံတကာအတွေ့အကြုံတွေပေးခြင်းပြီး လူတွေရှေ့မှာလဲသွားရဲ့လာရဲ့ဖြစ်စီနေတာကြောင့်ဆေးလွတ်တာဖြစ်တယ်လို့ Stein Black အနေနဲ့နိုင်ငံတကာပွဲတွေမှာမြန်မာနိုင်ငံအတွက် Crown သုံးခုရအောင်ယူပေးထားနိုင်တယ်လို့ကိုဖြိုးပိုင်ကပြောပါတယ်။နိုင်ငံတကာကလည်းယုံကြည်မှုရှိရှိနဲ့ကမ်းလှမ်းလာတာကြောင့်အသင့်တော်ဆုံးလူတွေကိုရွေးချယ်ဆေးလွတ်တာလို့ဆိုပါတယ်။ အဓိကတော့ကျွန်တော်တို့ဟိုသွားပြိုင်တာကလေးတွေကိုပေါ့လေ correct exposure လို့ခေါ်တယ်တကယ်ဟို international exposure ကျွန်တော်ပေးကျွန်တော်ပေးချင်တာပါအဓိကအထွေအချုံပေါ့လေလူရှိမှသွားရဲ့တယ်ပြီးတော့ဒီ organization တစ်ခုကိုကျွန်တော်သွားပြိုင်ပြီဆိုလို့ရှိရင်ကျွန်တော် complain လုပ်လို့မရဘူးအမြဲတမ်းဒါယုံကြည်လို့ကျွန်တော်တို့အားကိုးလို့ပြိုင်တာပေါ့ပြီးလို့ရှိရင်ရလာတဲ့ result ကိုကြည်ကြည်နဲ့ကြည်လက်ခံရအောင်ဒါကျွန်တော်တို့ဘက်က prepare လုပ်ပြိုင်ပွဲနဲ့ပတ်သက်တဲ့ဝတ်စုံတွေအတွက် ဒီဇိုင်နာဖြိုးပြေမက်ကီတီကီစိန်လန်မတ်ဇာနေနဲ့ Mindrain Wedding Studio တို့ကပံ့ပိုးပေးခဲ့တယ်လို့ပြောပါရယ်။ပြိုင်ပွဲကတော့စင်ကာပူနိုင်ငံမှာဇူလိုင်24ရက်နေ့ကနေစပြီးနှစ်ရက်ကြာရှင်ပြိုင်ကြမှာဖြစ်ပါရယ်။အသက်73နှစ်ကနေ69နှစ်ထိပြိုင်လို့ရတဲ့ Misting International ပြိုင်ပွဲကိုစိတ်ဝင်စားလို့ဝင်ပြိုင်ဖြစ်ခဲ့တဲ့အသက်16နှစ်အရွယ်မီနန္နာကျော်ကဒီဇိုင်နာဖြိုးပြေစီစဉ်ပေးတဲ့မိဖုရားဝတ်စုံနဲ့ National Costume အဖြစ်ရှင်ပြိုင်မယ်လို့ဆိုပါရယ်။ ိုင်ငံသားမှာပထမဆုံးပြန်ရမှာဖြစ်လို့စိတ်လို့ရှားနေတယ်လို့ပြောပါတယ်။သတိရဖြုတ်ပြရချုပ်ပြရပါတယ်။မိဖုရားဝတ်ဆုံး။အဲ့ဒါနဲ့ National Consortium ပြန်ရမှာပေါ့။ကိုယ်ယုံကြည်မှုရှိအောင်အမြဲကြိုးစားပြပါတယ်။အဲပြီးတော့ဒီလိုပြိုင်ပွဲမှာပထမဆုံးရှင်ပြန်ရတဲ့အတွက်အရန်ကိုစိတ်လို့ရှားပါတယ်။အကောင်းဆုံးလေးရှင်ပြန်ရမှာပါ။